အဝလေးတွေမှာအဖြစ်များတဲ့ခွေးကြောက်ယောဂါဘလောက်ဆိုးလဲတော်တော်ဆိုးဆိုးပါအခုခွေးကြောက်ယောဂါရဲ့နောက်ဆက်တွဲပြဿနာတွေကပိုဆိုးတယ်ဖြစ်လာပြီဆိုရင် तू ကအထူးသဖြင့်အာရုံကြောက်ကိုဒါထိတယ်ပေါ့အာရုံကြောက်ကိုထိလိုက်လို့ရှိရင်အဝလေးတွေကမထနိုင်တော့ဘူးအဲ့တော့ကြတော့ဒီနေ့ဆရာပြောပြမှာအဲ့ဒီ ebook ဆိုတဲ့အာဝူလေးတကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီအာဝူလေးကဒီပြီးခဲ့လ6လပိုင်း6ရက်နေ့ကစပြီးတော့ကြတော့ကြောက်ယောဂါကိုဒုတိယကျင့်ပြန်ဖြစ်တယ်လို့ပြောပါတယ် စပြတဲ့အချိန်မှာ तू ကလမ်းသွားရင်ဒကြီးတရိုင်နဲ့သွားတယ်။ကြိုးစားပြီးသွားသေးတယ်ပေါ့နော်။သွားသေးပြီပဲလို့ဆရာကသူ့ပိုင်ဆရာလာပြောတဲ့အချိန်မှာဟို12ရက်လောက်ဖြစ်နေပေါ့။12ရက်နေ့လောက်မှာ तू ကလာပြောရဲ။လာပြောတော့အာဦးလေးကတော်တော်ကိုကြာနေပြီ။တော်တော်အချိန်နေယိုယွန်းနေပြီပေါ့။မကောင်းဘူးပေါ့။ကျောက်ယောကစပြကြရလဲအဲ့ဆရာကသူ့ကိုမှားလိုက်ပြီးသားသမီးအာဦးလေးကတော်တော်ဆိုးတယ်ယောကအဲ့ဒါကြောင့်မလို့ဆုံးရှုံးမှုပဲရှိတယ်ကောင်းဖို့မရှိဘူး တော့ပိုင်ရှင်ရတဲ့တအားကောင်းခြင်းလေပေါ့နော်သူသူအာဝူလေးကိုကောင်းကောင်းမွန်မွန်ဖြစ်စေခြင်းနဲ့ဖြစ်စေခြင်းတော့ဒီ e-book လေးကို तू ကလိုအပ်တဲ့စီးတွေဝါးတွေအကုန်တိုက်တယ်။ဟိုစီးကန်းကမေးတာလည်းတိုက်တယ်။ဆရာလည်းကြည့်လိုက်တော့အသမီးရဲ့အချင်းလေးကတော့အရင်မကောင်းဘူးမကောင်းမိမဲ့လို့ကြားသလောက်ဆွဲတင်ကြမယ်။ဆွဲတင်ကြမယ်ဆိုပြီးတော့ဆရာလည်းလိုအပ်တဲ့စီးတွေကိုညွှန်ပေးတယ်။အဲတော့သူ့တခင်ကလည်းပြုစုတယ်ပေါ့။ပြုစုတယ်ကလေးကလည်းစိတ်သက်ကမကြဘူး။ မကြပါနဲ့လို့ဒီကြောက်ယောဂါရဲ့ဆိုတဲ့ချက်က तू ကနှစ်ခါပြန်ဖြစ်နေရလဲပါတယ်ထိရလဲအာုံကြောက်ကိုထိရဆိုတော့နောက်ပိုင်းမှာအာဦးလေးကလုံးဝကိုမထနိုင်တော့ဘူးမထနိုင်ပါနဲ့လို့သူ့တကယ်ခေါ်ရင် तू ကလှမ်းပြီးတော့ကြတော့ကြည်တယ်တက်နိုင်ဆုံးလာတယ်ဒါပေမဲ့မလာနိုင်ဘူးမထနိုင်ဘူးပေါ့နော်အဲဟိုတနေ့ကနောက်ဆုံးမှာတော့ကလေးကအရန်ပင်မနေပြီပေါ့အဲသူ့တကယ်ပဲဆရာရဲပေါ့နော်ကလေးကြီးကတော့စိတ်မချမ်းသာဘူးပေါ့နော်အာဦးလေးကိုသမီးစေးတောင်မတိုက်ရတော့ဘူးပေါ့အဲ့တော့ तू ကလည်း ်စိတ်ချကြတော့မဟုတ်ဘူးဒါပေမဲ့ तू ကလေးခံစားနေရတော့ तू ကမခံစားနိုင်တော့ဘူးအဲ့တော့သမီးရဲ့အဲ့ဒါဆိုလဲ तू တက်တောင်တက်တာဖြစ်အောင်ပဲထားပေးပါဘောနော်ဒီ e-book လေးကို तू အားနဲ့ तू ပဲနေပါစေတော့ဆိုပြီးတော့ဆရာနဲ့ तू လည်းတိုင်ပင်ပြီးတော့ပဲလက်လွတ်လိုက်တယ်ပေါ့လက်လွတ်နောက်ဆုံးမှာတော့ e-book လေးကအသက်ဆုံးရှုံးသွားရတယ်ပေါ့အဲ့တော့ကြောက်ယောဂါကိုကျွန်တော်တို့ကခရုကိုဆက်ရပါမယ်ကြောက်ယောဂါအရန်ပြစ်ထမှာဖြစ်လို့ရှိရင်လဲအာဝူလေးတွေခံရတယ်ဒီယောဂါပျောက်သွားရင်တော့မှသူ့ရဲ့နောက်ဆုံးတဲ့ပြဿနာတွေကကြံခဲ့ ဟိုမှာမျက်လုံးကိုထိတာမျိုးမျက်လုံးကိုထိလို့မျက်လုံးကွယ်သွားတာမျိုးအဲပြီးလို့ရှိရင်အာုံကျောကိုထိလို့ကလေးလေးတွေဆန့်ငင်ဆန့်ငင်နဲ့အကျောဆွဲနေတာမျိုးအလိုက်ပေါ်မှာလည်းအာုံလေးတကောင်ဆိုရှိတယ်ကြောက်ရောကဖြစ်ပြီးကြံကောင်းလာပြီမဲ့လို့အကျောလေးဆွဲနေတာပေါ့နော်ထမင်းစားကန်နေရင်သူကဆက်ဆက်တုံသွားတယ်ကလေးတွေမှာစားလို့မရဘူးပေါ့အဲအကြောင်မလို့အာုံလေးတွေကိုသူတို့အသက်အရွယ်မှာကာကွယ်စည်းမထိုးရသေးဘူးကာကွယ်စည်းထိုးကြပါကာကွယ်စည်းက၅မျိုးသက်ကာကွယ်စည်းမှာဆိုရင်ကြောက်ရောကလည်းပါတယ်သွေးဝမ်းရောကလည်းပါတယ် ပြီးလို့ရှိရင်အသေးအောင်တော့ပါတယ် leptospirosis လို့ခေါ်တဲ့အသေးရောဂါကာကွယ်ဆေးပါတယ်နောက်တော့ကြတော့ပြင်းထန်တုတ်ကွေးရောဂါကာကွယ်ဆေးပါတယ်၆မျိုးသက်ဆိုရင်တော့ကိုရိုနာကာကွယ်ဆေးပါပါတယ်ပေါ့နော်တကယ်အရေးကြီးတဲ့ရောဂါတွေကိုကာကွယ်တဲ့ဆေးတွေပါအဲဒါကြောင့်မလို့ကာကွယ်ဆေးထိုးကြဖို့ဆရာပြောလိုပါတယ်တခြားစိတ်ဝင်စားစရာကောင်းတဲ့တီလေးနဲ့ပတ်သက်တဲ့ဒီလိုဇာလန်းလေးကိုလည်းဆရာတင်သွားပေးပါဦးမယ်ဤပုတ်လေးကြောင့်ကိုတင်ခွင့်ပေးတဲ့အတွက်ဤပုတ်လေးရဲ့ပိုင်ရှင်ကိုလည်းကျေးဇူးတင်ကြောင်းပြောပြရစေဤပုတ်လေးလည်းကောင်းရမွေရာရောက်ပါစေလို့ဆရာဒီနေ့ကနေဆုတောင်းပေးပါတယ် ကဲတခြားသိချင်တာရှိရင် comment မှာမေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်